ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့နွေနေရေးသားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရက်ဆက်ရုံမာမှုတွေကိုကြမ်းကြမ်းခံတဲ့ DNA လေးရဲ့ရည်တည်ချက်ဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကုမင်းမြို့မှာကျင်းပခဲ့တဲ့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF နဲ့အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်တို့တွေ့ဆုံဆွေးနွေးပွဲမှာအဖြေတစုံတရာမရဘဲ ပြီးဆုံးသွားခဲ့တယ်လို့မေလ၂ရက်မှာ PSLF ပြန်ကြားရေးကသတင်းထုတ်ပြန်ခဲ့ပါတယ်ထုတ်ပြန်ချက်အရ PSLF မှဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့အဖွဲ့နဲ့မြန်မာအကြမ်းဖက်စစ်ကောင်စီမှဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးတို့ဦးဆောင်တဲ့အဖွဲ့တရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းဆွေးနွေးပွဲမှာတစ်ဖက်နဲ့တစ်ဖက် တောင်းဆိုမှုများသဘောတူညီမှုမရခဲ့ကြောင်းသိရှိရပါတယ် အလွယ်ပြောရရင်တောင်မျိုးသားလွတ်မြောက်ရေးတက်မတော် TNL နဲ့အချမ်းဖတ်စစ်ကောင်စီတို့ကြားတရုတ်ရဲ့ဂျားဝင်မှုနဲ့တွေ့ဆုံဆွေးနွေးပွဲအောင်မြင်ခြင်းမရှိခဲ့လို့ဆိုရမှာဖြစ်ပါတယ်။ဂျမ်ဘတ်စစ်ကောင်စီကနောင်ချိုကြောင်မဲ့တီဘောမိုးကုတ်မိုးမိတ်စတဲ့ TNL ထိမ့်ချုပ်နယ်မြေများကိုပြန်ပေးဖို့တောင်းဆိုပြီး TNL ကပြန်မပေးနိုင်လို့ညှင်းဆန်ခဲ့ပါတယ်။ဂျမ်ဘတ်စစ်ကောင်စီကပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းဆန်မန်တုံမျိုးများသို့ပြန်ဆုတ်ရန်တောင်းဆိုခဲ့ပါတယ်။တရုတ်ဆိုရဲ့ဂျာဝင်မှုနဲ့ကုမင်းမျိုးမှာမြမာကျမ်းဖတ်စစ်ကောင်စီ ကိုစလင်နဲ့မြောက်ပိုင်းညီနောင်မာမိတ်သုံးဘွဲ့မှတဖွဲ့ချင်းတွဲဆုံဆွေးနွေးနေမှုဟာအစမ်းတကြေတော့မဟုတ်ပါဘူး။ဒဇင်နဇကွန်စစ်စင်ရင်းနဲ့အတူရှမ်းမြောက်တခွင်လုံးလက်လွတ်ဆုံးရှုံးထားရတဲ့အကျန်းဖက်စစ်ကောင်စီအတွက်မြေပြင်စစ်ပွဲမှာအေးမလာတော့လို့တရုတ်အားကိုးနဲ့ စဝဲဝိုင်းပေါ်မှာစကားလာပြောကြခြင်းဖြစ်ပါတယ်တွေ့ဆုံဆွေးနွေးမှုမအောင်မြင်မဲ့ပြက်ပြားသွားကြောင်းသတင်းထွက်ပေါ်လာပြီးတဲ့တပြိုင်နက်မှာမိုးကုံမျိုးကိုအကျံပတ်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခြင်းဖြစ်ပါတယ်မေလ3ရက်နနက်ခင်းမှာအကျံပတ်စစ်ကောင်စီလေရင်များဟာမိုးကုံမျိုးအနီးကိုဘုံကျဲတိုက်ခိုက်ကြောင်းသတင်းဖတ်ရှုရတဲ့အခါမှာတပြားဟောင်းကြီးပြန်ဖွင့်လေပြီလို့ပဲမှတ်ချက်ချမိပါတယ် စပွန်ဆူနီဝဲမှာအဖြစ်မထွက်လျင်လေရင်နဲ့အရက်သားပြင့်မှတ်ပါမကြံဘုံကျဲတိုက်ခိုက်နေခြင်းမှာအကျန်းဖတ်စစ်ကောင်စီပြုတ်မှုနေကြအကျန်းဖတ်ရက်ဆက်ရုံမာတဲ့အပြုတ်မှုဖြစ်ပါတယ်စစ်မြေပြင်နေထားရမြေပြင်တိုက်ပွဲများမှာအောင်မြင်မှုမရဘဲအဆုံးရှုံးများနေတဲ့အကျန်းဖတ်စစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေခြင်းကိုအာသာချက်တစ်ခုဖြစ်မှတ်ယူနေပါတယ် 2023ခုနှစ်အောက်တိုဘာလမှာစတင်ခဲ့တဲ့ညီနောင်၃ဘွဲ့ရဲ့2029ခုစစ်စင်ရေးဟာစစ်ကောင်စီဖြုတ်ချရေးတိုက်ပွဲဝင်နေကြတဲ့တော်လန်ရေးတပ်ဖွဲ့များရဲ့အကြီးမားဆုံးအောင်ပွဲတစ်ခုဖြစ်ခဲ့တယ်လို့အကြံပတ်စစ်ကောင်စီရဲ့အရှိတ်ကိုထိုးနှက်လိုက်နိုင်တဲ့အကြီးမားဆုံးအလှည့်ပြောင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ် မန္တလေးပြည်ဦးလွင်အနီးမှမြောက်ပိုင်းနယ်စပ်တခွင်သခိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တခုလုံးနီးပါတော်လန်ရေးဖွဲ့များလက်အောက်ကြောက်သွားပါတယ်တစဲနဇကွန်စစ်စင်ရေးဟာမြောက်ပိုင်းညီနောင်၃ဘွဲ့နယ်မဟာမိတ်များရဲ့တက်ညီလက်ညီတော်လန်ရေးဖြစ်ပါတယ်စစ်စင်ရေးပထမလိုင်းမှာ မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MND ကိုကန့်ကချင်းရွှေဟော်လောက်ကင်အပါဝင်ကိုကန့်ဒေတာတစ်ခုလုံးနဲ့နေဆက်မျိုးများကိုတင်ပိုက်ခဲ့ပါတယ်ပြမလိုင်းမာပင်အရခတက်တော် AA ကရခိုင်မှာစစ်စင်ကြီးစတင်ပြီး ပလက်ဝကြောက်တော်မြောင်ဦးမှသည်တောင်ပိုင်းသို့တဖြည်းဖြည်းချင်းတမျိုးပြီးတမျိုးတင်ပိုက်ခဲ့ပါတယ်ဒုတိယလိုင်းမှာကိုကန့်ကရှမ်းမြောက်ရှိကွန်းလုံးတိန်နီကုတ်ခိုင်အပါဝင် တိုင်းစစ်ဌာနချုပ်ရှိတဲ့လာရှိုအထိတင်ပိုက်ခဲ့ပါတယ်။တောင်ပလောင် TNL ကကြောင်မဲနောင်ချူတီဘောမိုးမိတ်မိုးကုတ်အပါဝင် မြို့ပေါင်း12မြို့ကိုတင်ပိုက်ခဲ့ပါတယ်။တစံနစက်ကွန်စစ်စင် ရေးမှာအကြမ်းဖက်စစ်ကောင်စီတပ်များရဲ့မရှူးမလအရေးနှိမ်ကြာရှုံးငန်းဟာတမိုင်းမှတ်တမ်းတွင်ခဲ့ပါတယ်။တကြိမ်တကာမှမကြားဘူးတဲ့ဆုလိုက်အပြုံလိုက်လက်နက်ချမှုများဗိုလ်မှူးချုပ်အဆင့်ရှိတပ်မှူးကြီးများလက်နက်ချ အဖမ်းခံရမှုများရှိခဲ့ပါတယ်။အကြမ်းဖက်မြန်မာစစ်တပ်ရဲ့အရှက်ရပွဲရှုံးနိမ့်မှုများဖြစ်ပါတယ်။အထူးသဖြင့်ရှမ်းပြည်မြောက်ပိုင်းရဲ့အဓိကစစ်တိုင်းကြီးဖြစ်တဲ့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခကြာဆုံးသွားခြင်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်သမိုင်းမှာရုပ်ဆိုးအကြီးတန်းဆုံးစစ်ရှုံးနိမ့်မှုဖြစ်တယ်လို့တော်လန်ကြီးအဖွဲ့များရဲ့သမိုင်းတွင်တဲ့အောင်ပွဲဖြစ်ပါတယ်။ဒဇင်နဲ့သက်ကုန်စစ်စင်ရင်းနဲ့အတူစစ်ရေးအရာ အောင်မြင်ဆုံးကအေးဖြစ်ပြီးအေးပါတဲ့တန်တွဲတောင်ကုတ်ကွာအမ်းမြူများအပြင်အနောက်ပိုင်းတိုင်းစစ်ထာနာကျုံနပခကိုလည်းတိမ့်ပိုက်နိုင်ခဲ့ပါလေ။အေးရနောက်ဘက်နယ်ဇက်မှာအေးပါတဲ့မောင်းတော်မြို့ကိုခက်ခက်ခဲခဲတိမ့်ပိုက်ခဲ့ရပါလေ။ညီနောင်သုံးဘွဲ့ရဲ့10 20ခွန်စစ်စင်ရေးဘုံရီမန်းကြက်ထဲမှာပြည်သူလူထုတက်ရက်လုံးလူလားကြက်ဖြစ်တဲ့ အကြံဖတ်စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးပါဝင်ခဲ့ပါတယ်။ဘူးလဲထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာလည်းထိုအချက်ကို အတိအလင်းဖော်ပြထားပါတယ်။သို့တော်ထို့ဘုံကြီးမန်းချက်ပန်းနိုင်ကိုဆက်စင်ရေးတစ်နှစ်ပြည့်ရင်လာပိုင်းအလိုမှာ ကိုကန့်တက် MNDA ကစပြီးဖောက်ဖျက်လိုက်ပါတယ်။ MNDA ဟာပြည်သူလူထုလူလားချက်ဖြစ်တဲ့အကြံဖတ်စစ်အာဏာရှင် စနစ်အမြင့်ဖြတ်ရေး အစာအထုဒေတာတက်ကို ပြန်လဲထူထောင်မယ်လို့ကြွေးကြော်ထားတဲ့ကိုကစေဦးစီးချုပ်ရဲ့အာဘော်တိုင်းစစ်မှန်တဲ့ကိုပိုင်အုတ်ချုပ်ခွင့်ရရှိရေးသည့်ပထမဟူ၍၎င်းတို့ရဲ့ရည်မှန်းချက်ကို ပြောင်းလဲလိုက်တယ်လို့ခွဲထွက်ခြင်းလွတ်လပ်ရေးရယူခြင်းနိုင်ငံတည်ထူထောင်ခြင်း မပြုလုပ်လို့ဆိုပါတယ် မျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပူးပေါင်းမီမဟုတ်တလို့မြန်မာကျမ်းဖက်စစ်ကောင်စီနဲ့တရုတ်ကိုစန့်ကျင်နေတဲ့ပြည်ပနိုင်ငံများက ထောက်ခံအားပေးနေသူများနဲ့လည်းပူးပေါင်းမှာမဟုတ်လို့ဆိုလာပါတယ်။ထို့သောကိုကန့်နဲ့ MND အဖွဲ့လီဒန်ပြောင်းလာအောင်ဖန်တီးလိုက်သူမှာအခြားမဟုတ်အိမ်ကြီးချင်းတရုတ်ဖြစ်ပါလေ။စစ်စင်ရေးလိုင်းလုံးအရှိန်ဟုံးမြန်မာဆုံးရောက်ရှိခဲ့ပြီး မန္တလေးမြို့ကို တိမ့်ပိုက်ဖို့ချင်းချောက်လာတဲ့အချိန်ဤထိရောက်ရှိလာတဲ့အခါတရုတ်ဟာမနေတာတော့ညီနောင်သုံးဘွဲ့ကိုပြင်းထန်တဲ့ပြားပေးမှုများပြုလုပ်လာပါတော့တယ်ညီနောင်သုံးဘွဲ့ကိုကုမင်းမျိုးကို ဖိတ်ခေါ်ပြီးမြမအကျန်းဖတ်စစ်ကောင်စီနဲ့စကားပြောစီခဲ့ပါတယ်စစ်စင်ရေးဆက်လက်မပြုလုပ်နိုင်အောင် နေဆက်ကိတ်များကိုဖျက်ငါးဖျက်ပြုလုပ်ပါတယ်တစ်ချိန်လုံးငြိမ်နေခဲ့တဲ့တရုတ်နိုင်ငံသားကြီးဝန်ကြီး မစ္စတာဝမ်ဤနေပြည်တော်အထိပေါက်ချလာပါတယ်။တရုတ်တို့မြမအရေးအားအရေးကြီးဆုံးအခြေအနေကိုရောက်ရှိလာပါတယ်။အကြမ်းဖက်စစ်ကောင်စီကြာဆုံးသွားလို့မဖြစ်မြမနိုင်ငံထဲမှာတရုတ်အကျိုးစီးပွားများရှိနေပါတယ်။မပြည့်ပြတ်သေးတဲ့စီမံကိန်းများယင်းနီမြုံနှံမှုများရှိနေပါတယ်။ရောင်းတဲ့လမ်းမ BI စီမံကိန်းအရတရုတ်မြန်မာစီးပွားရေး ဇင်းကြံလမ်းမှာရှေ့ဆက်အလုပ်လုပ်ဆရာအများကြီးရှိပါလေတရုတ်စီမံကိန်းများလုံခြုံရေးတရုတ်ဝန်ထမ်းများလုံခြုံရေးစီမံကိန်းများထိခိုက်ပျက်စီးမသွားရေးအရေးကြီးပါလေကြောက်ဖြူရင်နဲ့စိတ်ကန်းအထူးစီးပွားရေးဇုံကြောက်ဖြူကူမင်းရထားလမ်းစီမံကိန်းများပါဝင်တဲ့တရုတ်ရဲ့အနောက်ဘက်အိန္ဒိယတမုတ်တရာထွက်ပေါက်မဟာဗျူဟာမထိခိုက်ဘူးလေလိုပါတယ် မြန်မာချမ်းပတ်စစ်ကောင်စီကြဆုံးလို့မဖြစ်တရုတ်နိုင်ငံသားကြီးဝန်ကြီးမစ္စတာဝမ်ယီဟာ2024ခုနှစ်ဩဂုတ်လမြန်မာခီးစဉ်က ထူးခြားမှုများစွာရှိပါတယ်သူဟာအာနာရှောင်းဦးတန်းရွှေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်ဦးတန်းရွှေဟာမြန်မာပြည်တွင်းရေးကိုအနောက်ရှက်ပေးနေသူများရဲ့အန္တရာယ်ကကာဝယ်ပေးရန်တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်မစ္စတာဝမ်ကြီးရောက်ရှိလာချိန်မှာ10-20ကုန်စစ်စင်ရေးဒုတိယလှိုင်း အမြင့်ဆုံးရောက်နေခြင်းဖြစ်ပါတယ်။ကျမ်းဗတ်စစ်ကောင်စီဟာစစ်ရှုံးကောင်စီလို့အမိတွင်တဲ့အထိတိုက်ပွဲတိုင်းရှုံးနိုင်ပြီးတမျိုးပြီးတမျိုးလက်လွတ်ဆုံးရှုံးနေခြင်းဖြစ်ပါတယ်။အောင်မြင်မှုရနေတဲ့10 20ခုစစ်စင်ရေးနောက်ွယ်မှာတရုတ်ကပါဝင်နေပြီးအကျမ်းဗတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုတိုင်အမိမဖော်ပဲတရုတ်ကိုဆွဆွဲနေခြင်းဖြစ်ပါတယ်။မစ္စတာဝမ်ကြီးအားထိုးချင်းနေမှာရောက်ရှိလာပြီး တရုတ်ကိုအထင်မလွဲရင်မြန်မာစစ်ကောင်စီဘက်ကအမြဲထောက်ခံအားပေးနေကြောင်းပြောရင်တရုတ်အကျိုးစီးပွားများကို အကာအကွယ်ပေးရန်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုအချိုတက်ခြင်းဖြစ်ပါလေတရုတ်ဟာ2029စစ်စင်ရေးစတင်ကြတဲ့ကမိမိအကျိုးစီးပွားတစ်ခုအတွက်သာအဓိကထားပါလေမြန်မာနယ်စပ်ဒေသမှာနေပေါင်းများစွာကြီးစိုးနေပြီးတရုတ်ပြည်သူများကိုဒုက္ခပေးနေတဲ့အွန်လိုင်းလောင်းကစားဂိုင်းများကို နှိမ်နှင်းရန်ကြိုးပမ်းနေ၌မြောက်ပိုင်းညီနောင်၃ဘွဲ့ရဲ့၁၀၂၇စစ်စင်ရေးလှိုင်းကိုလိုက်ပါစီမျောခဲ့ခြင်းဖြစ်ပါတယ်စစ်စင်ရေးပထမပိုင်းမှာတရုတ်ဟာနောက်ွယ်ကအားပေးကူညီခဲ့ပါတယ်ကြားဖြတ်နှိမ်နှင်းရေးဟာတရုတ်ရဲ့မူလရည်မှန်းချက် ဖြစ်တယ်လို့တနွေငင်းဒဇင်ဘာကိုကန်ဒေတာအုတ်ချုပ်ရေးကိုလည်းအပြောင်းလဲဖြစ်အောင်ဖန်တီးခဲ့ပါတယ်ဒဇင်၂၇စစ်စင်ရေးရဲ့မူလရည်မှန်းချက်ထဲမှာ အကျန်းဖတ်စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးပါဝင်ပေမဲ့လားရှိုးကို MNDA တင်ပိုက်ပြီး TNL ကနောင်ချိုအထိတင်ပိုက်လိုက်ချိန်မှာတရုတ်ကပေးလာတဲ့ဖိအားကြောင့်ကိုကန်တက် MNDA ဟာစစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးအစားစစ်မှန်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရည်လို့လေးတန်းပြောင်းလဲသွားခဲ့ပါတယ် စစ်စင်ရေးစတင်စဉ်ကဘုံကြီးမန်းချက်တူခဲ့တဲ့ကိုကန့်တက်ဟာစစ်စင်ရေးတနစ်ပြည့်ချိန်မှာတရုတ်ရဲ့ဖိအားပေးမှုကြောင့်ဘုံကြီးမန်းချက်ပန်းတိုင်မှသွေဖီသွားခဲ့ပါတယ်။ MNDAA စစ်ကောင်စီနဲ့ပထမဆုံးအပြစ်အခက်ရက်စဲငင်းချမ်းရေးရယူခဲ့သူဖြစ်ဖြစ်လာပါတယ်။ကုမင်းမျိုးမှာဇန်နဝါရီလက တရုတ်ရဲ့ဂျားဝင်စစ်ဆက်မှုနဲ့သဘောတူခဲ့ရတဲ့အပြစ်အခက် ရက်စဲကြီးနဲ့ငိမ့်ချမ်းကြီးမှာကာယကံရှင်များကတရားဝင်ကြီးညာခြင်းမျိုးမဟုတ်ဖဲတရုတ်ကစတင်ဥဆောင်ကြီးညာတဲ့ငိမ့်ချမ်းကြီးသဘောတူစာချုပ်ဖြစ်ခဲ့ပါတယ်ထိုအချိန်မှစ၍လာချူအပါဝင်ကိုးကန့်ထိန်ချုပ်နယ်မြေများဘုံကျဲမခံရတော့ပါဘူးပြီးခဲ့တဲ့အေဘယ်22ရက်မှာလာရှူမြို့ပေါ်မှာကိုကန်တက်များဆုတ်ခွာပေးလိုက်ပြီးအကျန်းဖက်စစ်ကောင်စီတက်များဝင်ရောက်လာခဲ့ပါတယ် ဤဖြစ်ရမှာတရုတ်က ကမကထပြုချောက်ဆူခဲ့တဲ့ငင်းချမ်းရေးသဘောတူညီချက်အစိတ်အပိုင်းတစ်ခု ဖြစ်ပါလေ။လာရှုမျိုးကိုပြန်လဲရရှိပြီးကိုကန့်တက်များနဲ့ငင်းချမ်းရေးရယူနိုင်လိုက်ခြင်းမှာစစ်ကောင်စီအဖို့ကြီးမားသောအောင်မြင်မှုလို့ယူဆပုံရပါလေ။လက်ရှိစီရေးအခြေအနေအတိုင်းဆိုလျင် လာရှုကိုပြန်လဲရယူဖို့အိမ်မပင်မတ်နိုင်မှာမဟုတ်ပါဘူး။ တဘာသူပြည်တွင်းရေးကိုဝင်ရောက်ဆော့ဖတ်ခြင်းမပြုလို့ဆိုတဲ့တရုတ်ဟာမြန်မာအရေးမှာဗျောင်ကျကျဝင်ရောက်ပတ်သက်နေပါလေကိုကန်းနဲ့စစ်ကောင်စီ အကြားတရုတ်ရဲ့ဂျားဝင်မှုအောင်မြင်ခဲ့တယ်လို့ဆိုနိုင်တော်လဲမကြာမီကပြုလုပ်ခဲ့တဲ့ပလောင် PLSF နဲ့အကြမ်းဖက်စစ်ကောင်စီတို့ဂျားတွစ်ဆုံညှိနှိုင်းမှုကမူအောင်မြင်မှုမရဘဲပြီးဆုံးသွားခဲ့ပါလေ ညီတော်မမိတ်၃ဘွဲ့အဖွဲ့ဝင်တောင်းပလောင်လွတ်မြောက်ရေးတပ် TNL ရဲ့ရက်တီချက်ကတော့ပြက်သားပါတယ်။မေလ၄ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲမှာ တောင်းတက်မတော် PSLF TNL တွဲဖက်ထွေထွေအတွင်းမူဘုံမူကြီးတာဗန်လကတရုတ်ဖြစ်စေခြင်းနဲ့ငိမ့်ချမ်းရေးအဖြစ်ရှားချီကပ်ပုံနဲ့၎င်းတို့ဖြစ်စေခြင်းနဲ့အဖြစ်ရှားချီကပ်ပုံ မတူကြောင်းပြောသွားခဲ့ပါတယ်။ အိန္ဒိချင်းတရုတ်ရဲ့ချီကပ်ပုံကသူတို့ဘေးမှာရှိနေတဲ့နိုင်ငံတနိုင်ငံကတည်ငြိမ်မှုမရှိဘူးတည်ငြိမ်မှုမရှိတဲ့အတွက်သူတို့ရဲ့နယ်စပ်မှာထိခိုက်မှုရှိတယ်အဲ့ဒါကြောင့်မို့လို့ဒီနိုင်ငံကတည်ငြိမ်ဖို့လိုအပ်တယ်ဆိုတဲ့ပုံစံမျိုးတည်ငြိမ်မှုရရှိဖို့သာချီကပ်တာမျိုးဖြစ်တယ်လို့ဘိုမူကြီးတာဗန်လာကပြောပါတယ်ဘိုမူကြီးတာဗန်လာနဲ့ PSLF TNL ရဲ့ရက်တီချက်ဟာ၁၀နှစ်ကုန်စစ်စင်ရေးရဲ့မူလ ဘုံရင်မှန်းချက်ပန်းတိုင်မှတွေဖယ်သွားခြင်းမရှိသေးပါဘူးမိမိအကျိုးစီးပွားကိုသာအဓိကထားတဲ့တရုတ်အနေနဲ့ညီနောင်သုံးပေါ်တွေက MNDA ကိုဖက်ထုတ်ရနိုင်တော့လေ TNL နဲ့ AA ကိုတော့ဖီအားပေးအကျက်ကင်နိုင်မယ်လို့မထင်ပါဘူးပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်